မိုင်းဆော့ပိတဲ့အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြပေးခြင်းနဲ့အကြောင်းအရာကတော့ကစားတဲ့အသင်းတိုင်းမှာအနီးကပ်ရယူနိုင်ခဲ့တဲ့စပိန်ကနဝင်ကစားသမားကြီးရာမို့အကြောင်းပဲဖြစ်ပါတယ်ဘောလုံးတော့ကရဲ့ကနဝင်နောက်ခံလူတို့အဖြစ်သတ်မှတ်ထားခြင်းခံထားရတဲ့ကျွန်တော်ရာမို့စ်ကကျွန်တော်စပိန်အသင်းရောရီယယ်မက်ထရစ်အသင်းမှာပါကစားခဲ့ပြီးတော့စူပလာအများပြားရရှိခဲ့တဲ့အောင်မြင်တဲ့ကစားသမားတို့လည်းဖြစ်တယ်ကျွန်တော်တို့ခံစားပိုင်းစွမ်းရည်မှာလည်းကောင်းမွန်တဲ့ကစားသမားတို့အဖြစ်သတ်မှတ်ခြင်းခံထားရတယ်လို့ဂိုဒင်းစွမ်းရည်လည်းကောင်းမွန်တဲ့ကစားသမားတို့လည်းဖြစ်ပါတယ်ရာမို့ကကျွန်တော်ကစားတဲ့အသင်းတိုင်းမှာအကောင်းဆုံးပေးဆက်တဲ့ကစားသမားတို့ ဖြစ်ပြီးတော့ဒါပေမဲ့လည်းကစားတဲ့အသင်းတိုင်းမှာပဲအနီကပ်ရယူနိုင်တဲ့မှတ်တမ်းစိုးကြီးကလည်းထွန်တွဲနေရတယ်ဖြစ်ပါတယ်။ရမ်မိုကလက်ရှိချိန်မှာကျွန်တော်မက်ဆီကိုကလပ်မွန်တာရီအသင်းမှာကစားနေရဖြစ်ပြီးတော့ twin goal တွေ twin ယူပြီးတော့တာထွက်ကောင်းနေတဲ့ကစားသမားလည်းဖြစ်တယ်။ရမ်မိုကအနီကပ်မရပဲမနေနိုင်တဲ့သူ့ရဲ့မှတ်တမ်းစိုးကိုတော့မချိုးဖောက်ချင်ဘူးထင်ပါတယ်။မွန်တာရီအသင်းအတွက်၅ဘွဲကစားပြီးမှပဲပထမဆုံးအနီကပ်ကိုရရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ကျွန်တော်ပူမက်အတင်းနဲ့ကစားခဲ့တဲ့ပွဲစဉ်မှာပွဲပြီးဂန်ဒီမှာပဲမလိုအပ်ပဲနဲ့ကျွန်တော်ပြိုင်ဘက်ကစားသမားရဲ့ခြေထောက်ကိုကန်လာကြောင်းထိုက်ရိုက်အနီကပ်ရယူသွားနိုင်ခဲ့ရလဲဖြစ်တယ်။ဒီအနီကပ်ကကျွန်တော်ရာမိုးရဲ့ professional ကစားသမားဘဝမှာပြသခံရတဲ့အကျိန်30မြောက်အနီကပ်လည်းဖြစ်ပါတယ်။ရာမိုးကကျွန်တော် real အတင်းမှာနှစ်ပေါင်းများစွာကစားခဲ့တာကြောင့်သူ့ရဲ့အနီကပ်ပြခံရတဲ့ပွဲအများပြားက real metric အတင်းနဲ့တူရရှိခဲ့ရလဲဖြစ်ပါတယ်။ ရီးယက်တင်းမှာပဲကျွန်တော်680နဲ့တပွဲကစားခဲ့ပြီးတော့အနီကပ်26ချိန်ထိပြသခံထားရတာလည်းဖြစ်တယ်။ရီးယက်မက်ထရစ်တင်းနဲ့စာချုပ်ကုံဆုံးပြီးတဲ့နောက်မှာ PSG တင်းကိုပြောင်းရွှေ့ခဲ့ချိန်မှာလည်း Ramos တို့အနီကပ်ကတော့မရှားခဲ့ပါဘူး။ပြီးခဲ့တဲ့ရာသီမှာတော့သူ့ရဲ့ငယ်ဘဝကလပ်စီဗီလာအသင်းထံကိုပြန်လာခဲ့ပြီးတော့38ပွဲကစားခဲ့ရမှာအနီကပ်တစ်ချိန်ထိခဲ့တာလည်းဖြစ်ပါတယ်။စပိန်ကနဝင်ကစားသမားဖြစ်တဲ့ Ramos ကအခုနောက်ဆုံးကစားနေတဲ့ Modari အသင်းမှာတော့9ပွဲကစားပြီးချိန်မှာပဲအနီကပ်ကိုပိုင်ဆိုင်ခဲ့ကြတယ်ဖြစ်ပါတယ်။ ကျွန်တော် Ramo ရဲ့ကစားပုံနဲ့ကျွန်တော် Mexico League ရဲ့အနီးကပ်ပြတ်သားတဲ့ပုံစံတွေတိုင်းသာဆိုလို့ရှိရင်တော့ Ramo က Monterrey အသင်းမှာနောက်ထပ်အနီးကပ်တွေကိုတော့ရယူသွားနိုင်တဲ့အခြေအနေမျိုးတော့ရှိပါတယ်။အဲအကြောင် Ramo အနေနဲ့ကစားသမားဘဝကုံဆုံးဖို့နီးကပ်လာတဲ့အချိန်မှာပဲသူ့ရဲ့ကစားပုံကိုပြင်ဆင်ပြီးတော့အနီးကပ်တွေကိုရှောင်ရှားနိုင်မှုတော့လိုအပ်နေပြီလည်းဖြစ်ပါတယ်။ Ramo ကသူကစားခဲ့တဲ့ကလပ်အသင်းတွေနဲ့အနီးကပ်တွေရရှိခဲ့တဲ့ဆိုပေမဲ့လည်းပွဲပေါင်း180ကစားထားတဲ့စပိန်လက်ရွေးစင်အသင်းမှာတော့အနီးကပ်မရရှိခဲ့တာကတော့တော်တော်လေးကိုအံ့ဩပဲကောင်းပါတယ်